အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့ပွဲပြီးသုံးသက်ချက်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုးလိုက်ပါတယ်ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါသည်ဒီညကနေပြီးတော့စုံပွန်ကောင်းတောင်းပေးလိုက်ရပါတယ်ဗောနောအဲ့တော့လက်ရှိမှာဒါကျွန်တော်တို့ Fulham နဲ့ Liverpool ရဲ့ပွဲစဉ်ကတော့ ပြီးဆုံးသွားခဲ့ပြီပဲဖြစ်ပါတယ်။ဒါကျွန်တော်တို့ဒီပွဲမှာကလစ်ဗာပူးရဲ့ဒါဒုတိယမြောက်ဒါကျွန်တော်တို့ရှုံးပွဲကိုဒါကျွန်တော်တို့ဒီပရီးမီးယားလိရဲ့ဒီနှစ်ရဲ့ဒုတိယမြောက်ရှုံးပွဲကိုတော့ဒါဖူဟန်သင်းကနေပြီးတော့မိတ်ဆက်ပေးခဲ့တဲ့အနေအထားမှာရှိတယ်ဗောနော်။အဲ့တော့ဖူဟန်သင်းကလက်ရှိသူတို့ရဲ့အင်ဂွန်းမှာရချီတော်တော်လေးကိုစွာနေတယ်ဆိုတာဆက်လက်ပြီးပြသခဲ့တယ်။တော်တော်ဟော့စပယ်ပြီးရင်နောက်ပိုင်းမှာလစ်ဗာပူးသင်းကိုလည်းဒါကျွန်တော်တို့3-2ဆိုတဲ့ရလနဲ့ဒါကျွန်တော်တို့လုပ်ပြနိုင်ခဲ့တာတွေ့ရမယ်တမပါတယ်။လစ်ဗာပူးသင်းနဲ့ဒါကျွန်တော်တို့ဒီနောက်ပိုင်းခေတ်တွေမှာပထမပိုင်းမှာနေတာ3-0သွင်းနိုင်တဲ့အနေနဲ့အက်စတွန်ဗလာပွဲပြီးတဲ့နောက်ပိုင်းမှာဒီ လီဗာပူးအသင်းကလည်းဖူဟန်သင်းကလည်းဒါကျွန်တော်မှတ်တမ်းတင်နိုင်ခဲ့တဲ့အနေအထားတစ်ခုရောက်သွားခဲ့တယ်ဗျာ။အဲ့တော့ပြောချင်တာလက်ရှိမှာဒီနေ့ပွဲစဉ်ကတော့ဒါကျွန်တော်ဖူဟန်နဲ့လီဗာပူးနဲ့ပွဲစဉ်ကတော်တော်လေးကိုဒါကျွန်တော်တို့တော်တော်လေးကိုကြည့်ကောင်းခဲ့တဲ့ပွဲစဉ်နောက်ဆုံးမိနစ်ထိဒါကျွန်တော်တို့ဘာဖြစ်မလဲဘာဖြစ်မလဲဆိုတော့ကြည့်ခဲ့ရတဲ့ပွဲစဉ်တစ်ပွဲဖြစ်တယ်ဗျာ။အဲ့တော့ဒီနေ့ပွဲစဉ်မှာဒါကြည့်ရင်ကြည့်ရင်လည်းကျွန်တော်တွေးမိတဲ့အချက်ကလီဗာပူးအသင်းအနေနဲ့တိုက်စင်မှုကောင်းကောင်းတယောက်လူးနေတယ်ဆိုတာကိုတော်တော်လေးကိုကိုယ့်ကကိုယ်ဝင်ပေါ်လာခဲ့တဲ့ဒါဝင်နူးနက်စ်ဒီကိုဂျူတာဒီနေ့ပွဲစဉ်မှာဒီကိုဂျူတာတယောက်ဖြုံးတာလေတော်တော်လေးကိုများရလို့မြင်တယ်ဒီကိုဂျူတာဒီနေ့ခါတိုင်း တွေ့နေမြင်နေကြဒီအေဂိုဂျူတာကိုလုံးဝမတွေ့ရဘဲနဲ့ဒီနေ့ပွဲစမှာဒါကျွန်တော်တို့တော်တော်လေးကိုပေါ်တီးပေါ်ပြတ်နိုင်တဲ့ဒီအေဂိုဂျူတာကိုတွေ့ခဲ့ရလို့ဆိုလို့ရမယ်ဒီမှာပါလေဗာပူးတင်းနဲ့ဒါကျွန်တော်နောက်ဆုံးပြိုင်ပွဲဆုံး၅ပွဲမှာဒါ၃ပွဲတိတိရှုံးနေလာခဲ့ပြီဖြစ်ပြီးတော့အမှန်တမ်းပြောမှဆိုရင်တော့အာဆနယ်ဘက်ကပြန်ကြည့်မယ်ဒါတော်တော်လေးကိုနစ်နာခဲ့ရတဲ့ဒါကျွန်တော်တို့ရှေ့ကပွဲစဉ်တပွဲလို့ပြောလို့ရတယ်။ဘာလို့အာဆနယ်အသင်းနဲ့ရှေ့ကသူတို့လားမင်းကပွဲစဉ်ဒါအာဆနယ်အသင်းအနိုင်ရရှိခဲ့မယ်ဆိုရင်တော့ တော်တော်လေးကိုဒါကျွန်တော်လီဗာပူးအသင်းကိုဒါပရက်ရှာပေးနိုင်မယ်လို့မြင်တယ်။ဒါပေမဲ့ဒီနေ့ပေါ်စံမှာဒါလီဗာပူးအသင်းအနေနဲ့ကိုယ်တိုင်ကတော့ဒါဂိုးရင်စသွင်းတယ်။တော်တော်လေးကိုဒါကျွန်တော်မိုက်တဲ့အလက်မက်ကလစ်စတာရဲ့အသွင်းကနေဒါကျွန်တော်ဂိုးစသွင်းတယ်။ပြီးလဲပြီးတော့ဒါကျွန်တော်ဝုန်းနိုင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 ်နေဒါကျွန်တော်9မိနစ်တကူလောက်ဒါကျွန်တော်ပုံစံမျိုးနဲ့ပေးလိုက်ပြီးတော့ဆက်ဆက်ညော Alex EWB Rodrigo Muniz ရဲ့အသွင်းကနေဒါပထမပိုင်းမှာ3-1ဆိုတဲ့ရည်ရည်ကြီးဖြစ်သွားတယ်။အဲ့တော့ပြောချင်တာဒီအသွင်းကိုတွေမှာဒါကျွန်တော်နောက်တန်းနေရတော်တော်လေးကိုပေါ်စာမှုတွေကစကားပြောစရာဖြစ်လာခဲ့တယ်။အထူးသဖြင့်ဒါကျွန်တော်တို့ ရူဒီဂိုမြူနစ်စ်ရဲ့ဒါကျွန်တော်တွင်းကိုမှာဆိုတာအန်ဒီရောဘစ်ဆင်ရဲ့သူကျွန်တော်ဒါနမောနမက်နိုင်မှုကတော်တော်လေးကိုဆိုးရွားခဲ့လို့မြင်တယ်အဲ့တော့ဒီနေ့ပွဲစဉ်မှာကြည့်ပြီးတော့လစ်ဗာပူးအသင်းအနေနဲ့အခုလက်ရှိမှာကန်ဆယ်ဘိုင်းမှာဒါဗာဂျယ်ဗန်နိုက်ကစားပွဲဆက်တီများလာရင်တော်တော်လေးကိုပွဲပန်းလာတယ်ဆိုတော့တော်တော်လေးကိုသိတာတယ်ဒါကျွန်တော်တတိယတွင်းကိုမှာဆိုရင်ဒါကျွန်တော်ရူဒီဂိုမြူနစ်ကိုဒါကျွန်တော်တို့ရောက်ကနေပြီးတော့ဒါနောက်ကနေပြီးတော့ဒါကျွန်တော်တို့ဟိုမလိုက်နိုင်ခဲ့ဘူးပေါ့နော်ပြောချင်တာဒါပြန်ကြည့်မယ်ဆိုရင်ဒါ3ရက်3ခုဆိုရင်ဒါဒုတိယ twin ကို LSEVB twin ကိုတော့ဒီနေရာမှာကြည့်မယ်ဆိုရင်တော့ဒါ တကယ်တမ်းပြင်ဆင်စားကြည့်မယ်ဆိုရင်ရူအန်ဒရူရောဘတ်ဆင်အမှားတွေအများကြီးပါအဲ့တော့ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်တို့လီဗာပူးအသင်းနေရဲ့ right back နေရာမှာဒါ corner bradley လီခဏလေးပြန်ဝင်လိုက်တာနဲ့တော်တော်လေးကို lively ပြန်ဖြစ်သွားတယ်လီဗာပူးအသင်းကလက်ရှိမှာ right back ကစားသမား full back ကစားသမားကောင်းကောင်းတယောက်လူနေတယ်ဆိုတော့ဒီနေ့ပွဲစဉ်မှာဆက်လက်ပြီးတော့ပြတ်ပခဲ့ခြင်းဖြစ်တယ် ပြီးလည်းပြလီဗာပူးသင်းနေတဲ့အခုလက်ရှိမှာဘာလို့ဒါဘုံပေါက်သင်းရဲ့ဒါ left back ဇာတ်ဖြစ်တဲ့ Milo Caracas ကိုဒါအသေးလေးလိုချင်နေလဲဆိုတော့ဒီနေ့ပွဲစဉ်မှာပုတ်ပူပြီးတော့တွေ့လာခဲ့ရတယ်မှာပါတယ် Andy Robertson နေတဲ့အခုလက်ရှိမှာအရင်တုန်းက Andy Robertson ရဲ့ဒါကျွန်တော်တို့အချိန်နေနဲ့တော်တော်လေးကိုကွာလာတဲ့ Andy Robertson ကိုတွေ့လာခဲ့ရပြီဖြစ်တယ်အဲ့တော့လီဗာပူးသင်းနေလက်ရှိမှာ၃ရက်တပွဲပွဲပန်းထံကိုလုံးဝမခံနိုင်ဘူးဒါကိုချီချင်းရပဲတိတိုင်တယ်မှာပါကျွန်တော်ခဏခဏပြောလို့ပဲလက်ရှိဒီလိုမျိုးအချိန်မှာမပြောကောင်းဘူးမယ်ဒါကျွန်တော်တို့လက်ရှိမှာဘာလို့ဒီလိုမျိုးဒါလူစင်းကိုတောင့်တင်းအောင်လှုပ်ပါဆိုတဲ့ဥစ္စာမျိုးကျွန်တော်အမြဲတမ်းခဏခဏပြောခဲ့လဲ ဆိုတော့ဒါတွေကြောင့်မယ်လက်ရှိမှာနီးပြအနေနဲ့ဒီလူချင်းကိုကြည့်မယ်ဆိုရင်ဒါကျွန်တော်တို့ချို့သကစားသမားတွေကိုဒါနီးပြနေလုံးဝမယုံကြည်တော့ကြည့်ရမယ်ခွန်စာကိုဒီနေ့ပေါ်စမှာလုံးဝမိနစ်မှာလုံးဝမသုံးသွားဘူးပြောချင်တာရှင်းရှင်းလေးလုံးဝလုံးဝခွန်စာကိုဒါနီးပြနေတဲ့ training မှာမယုံကြည်လို့ဒီကျွန်တော်တို့ပွဲကြီးတွေမှာလည်းမယုံကြည်ခဲ့တဲ့အနေထားတစ်ခုရောက်ရှိလာခဲ့တယ်။ပြောချင်တာကဗျဒီနေ့ပေါ်စမှာဒါကြည့်မယ်ဆိုရင်ဒါဆန္ဒဘက်၃ယောက်အနေနဲ့ဒါကျွန်တော် inverted ကို gravel ဘက်ဘာညာပြေးလို့ရပြန်ကြည့်မယ်ခုနောက်ပိုင်းမှာဒါကျွန်တော်တို့ ကာဒစ်ဂျုံတယောက်ကိုပဲဒီ right back နေရာကိုသူအပစားပေးနေတာတွေ့ရမယ်။ဒါပုံမှန်လေးလေးပြောရမယ်ဆိုလေဗူးသင်းတဲ့ခုလက်ရှိမှာဒါကြီးကမရှိသုံးသုံးနေရတယ်ဆိုတဲ့ပုံစံမျိုးကိုကျွန်တော်တို့ဒါတော်တော်လေးကိုတွေ့နေမြင်နေရတဲ့သဘောမှရှိတယ်။အမှန်တိုင်းပြောရမယ်ဆိုဒါကိုကျွန်တော်တော်တော်လေးကိုမကြိုက်ဘူး။ဒါ Everton နဲ့ပွဲစဉ်မှာဒါဟုတ်မလို့လို့ရှိပေမဲ့ဒီလိုမျိုးတာကျွန်တော်ဂျင်းတဲ့ချက်တဲ့ပွဲစဉ်တစ်ခုရောက်လာဆိုဘာမှလို့လို့မပြောချင်တာ။ LSC Hubini နဲ့ဒီနေ့ပွဲစဉ်မှာဒီ right back နေရာကလေဗူးသင်းလိုအပ်ချက်ရှိလို့လို့လားမသိဘူး။ LSC Hubini က man of the match ရသွားတယ်ဖြစ်သွားတော့ အဲ့ကျွန်တော်တို့ကကာတစ်ဂျုံနေရာမှာကာတစ်ဂျုံကိုပြတ်သွားပြောလို့မရကာတစ်ဂျုံကဒါသူ့ရဲ့နေရာမဟုတ်ဘူးပြောချင်တာ inverted fullback ဆိုတော့ဗျာဒီနေရာမှာတစ်ခါကြာရင်ဒါကျွန်တော်တို့ကိုက်စီတို့တို့ပါလို့ပုံစံမျိုးကစော့ဆော့တယ် ပြပိုဆိုတာကာတစ်ဂျုံကဒီဟမ်လည်းမဟုတ်သူဟာစန်တာမစ်ဖြစ်တယ်စန်တာမစ်ဖြစ်တဲ့ကြောင့်သူဟာ defensive mind မရှိရတဲ့ကြောင့်ကာတစ်ဂျုံကအလွန်ကျွန်ရှစ်တက်တယ်အလွန်ကျွန်ရှစ်တက်တဲ့နေရာမှာလဲဆာလာကို overlap လုပ်ပေးတဲ့ဒါကျွန်တော်တို့ရှစ်တက်ခြင်းလည်းမဟုတ်ဘူးကာတစ်ဂျုံနဲ့ဒီနေ့ပွဲစံမှာဒါကျွန်တော်အတွင်းထဲကိုဝင်တယ်အတွင်းထဲဝင်တဲ့ဆိုတော့ shape ကလုံးဝပြတ်ချသွားတယ် Graven Bat McAllister Subo Slide ကာတစ် Subo Slide နဲ့ကာတစ်ဂျုံအမှန်တကယ်ကာတစ်ဂျုံကဒီ right back နေရာမှာရှိရမယ့်ဥစ္စာကနေပြီးတော့ကာတစ်ဂျုံကဒီ Subo Slide ရဲ့နေရာကိုတွတ်သွားပြီးတော့ shape တွတ်သွားလုပ်တယ်အဲ့တော့ Subo Slide နဲ့နေရာပြောက်တယ်ကာတစ်ဂျုံနဲ့ကြောင်တောင်ဖြစ်တယ်အဲ့တော့ဒီနေရာမှာဒါကျွန်တော်ဒီပြနေ နဲ့နောက်ဆုံးတော့သူ့အနေနဲ့โอเคမထူးတော့ငါယင်းတော့မယ်ကွာဆိုပြီးတော့ corner bread league ကို minute 80ပတ်ချလဲဝင်ရင်ကြမှာ ကောက်ပြီးထည့်လိုက်တဲ့ချိန်မှာဒါတော်တော်လေးကိုကစားတက်လာခဲ့တယ်ကော်နာဘရဒီရဲ့ပေပိုမူကတည်းက Louis CS ကိုသွင်းသွားတယ်တော်တော်လေးကိုကောင်းသွားခဲ့တယ်အဲ့တော့ဒီနေ့ပွဲစဉ်ကကြည့်မယ်ဆိုရင် Liverpool တင်းတဲ့ဒီ right back နေရာအတွက် corner belly ပြန်ကောင်းလာတာကတော်တော်လေးကိုကန်ကောင်းတယ်လို့ပဲဆိုရမယ်တဲ့မှာပါတယ်လက်ရှိမှာ Fulham သစ်ဆိုတာဒါကျွန်တော်တို့ဒီနေ့ပွဲစဉ်မှာကြည့်မယ်ဆိုရင်တော်တော်လေးကို Fulham ဘက်ကလည်းကောင်းခဲ့တယ် Fulham ကိုဒါကျွန်တော်တို့က Liverpool ညံ့တယ်ဘာညာခင်ဗျစကားတွေအများကြီးပြောလို့ရမယ် Fulham သင်းကိုလည်းချီးကျူးရမယ်တဲ့မှာပါတယ် Fulham သင်းရဲ့ဒီနေ့ပွဲစဉ်ရဲ့တောင်ပန်တစ်ချက်ကတော်တော်လေးကိုမိုက်တယ် LSEUB Sassenyo Munich သူတို့နေရှင်းတယ်ဒါဒီနေ့ပွဲစဉ်မှာ Marco Silva ရဲ့အ အကွက်ကရှင်းတယ်သူ့အနေနဲ့ right back နေရာမှာ Curtis Jones ကိုတုံးလာမယ်ဆိုတော့သူတွက်လိုက်တယ်တွက်လိုက်ပြီးတော့ခုနကပြောလို့ over တခုနကပြောလို့တစ်ဖက်ရတဲ့ကျွန်တော်တို့ဒီ UB ဘတ်ချောင်း Robinson နဲ့ UB နဲ့ကလုံးဝတာကျွန်တော်တို့ overload ချတယ်ပြောချင်တာဆာလာကလည်းအသက်ရွယ်ရနောက်ကို track back တချင်လို့မလို့နေအောင် Curtis Jones ကလည်းတချင်လို့ shake တက်ဖို့ပဲချောင်းနေတဲ့အချိန်မှာ UB နဲ့ Robinson ကဒါ counter ဆိုအဲ့ဘက်ကနေဝုန်း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 ကနေပြေးတာကိုတွေ့ရမယ်တဲ့မှာပါတယ်ပေါ့နော် ပြောချင်တာကလက်ရှိအနေထားရတာကျွန်တော် Cartis ဂျုံဘက်ကနေ overload လုပ်တော့အဲ့တော့ဒီနေ့ပွဲစဉ်မှာ Virgin Van Dijk ဆိုလေဒါကျွန်တော်မြင်ဘူးသမျှပွဲတယ်မှာ Virgin Van Dijk ရတော်တော်လေးကိုအားနေတဲ့ပွဲစဉ်လူတော်ပြောလို့ရမယ်တဲ့မှာပါတယ်ခုနာတိတ်ဆိုလေတော်တော်လေးကိုဒါအချင်းကြီးဆိုးရတဲ့မှာပါတယ်ဒီနေ့ပွဲစဉ်မှာခုနာတိတ်ဆိုလေဒါစိတ်ကိုအပြည့်အဝမရှိရတဲ့မှာပါအဲ့တော့ပြောချင်တာ Liverpool တင်းနဲ့ဒါကံကောင်းနေလို့ Arsenal တင်းနဲ့အခုလက်ရှိမှာဒါကျွန်တော်17မှတ်နဲ့17မှတ်10မှတ်ကျော်လောက်ကွာနေလို့ဒါတော်တော်လေးကိုကံကောင်းသွားတာဖြစ်တယ်ပေါ့နော်ဒါ ဒီလိုမျိုးတော့ကျွန်တော်ချေချော်နေတာအမှန်တမ်းပဲသိပ်ပြီးအားရစရာမရှိဘူး Everton နဲ့ပွဲစဉ်မှာကြည့်တဲ့အတိုင်းကျွန်တော်တိုက်စစ်ပိုင်းက lower chat တွေရှိလာခဲ့တယ်။အဲ့တော့ဒီနောက်ပိုင်းပွဲစဉ်တွေမှာကြည့်မယ်ဆို Liverpool ရဲ့တိုက်စစ်ပိုင်းက goal သွင်းစွမ်းရည်တော်တော်လေးနေလာအထူးသဖြင့်တော့ကျွန်တော်ဆာလာလက်ရှိမှာ Liverpool တင်းရဲ့တိုက်စစ်မှာဆာလာ goal မသွင်း goal သွင်းမဲ့လူမရှိတဲ့ပြဿနာကတော်တော်လေးကိုတဖြည်းဖြည်းနဲ့ဆူလာခဲ့ပြီ။လာမယ့်နေရာဒီမှာ Liverpool တင်းနဲ့ဘာလို့မို့တော့ကျွန်တော်ဈေးကြီးတဲ့ကစားသမားတွေကိုခေါ်ယူဖို့တော့ပြင်ဆင်နေလဲဆိုတာကိုလည်းတွေ့ရမယ့်တဲမှာပါတယ်။ဒီနေ့ပွဲစဉ်မှာကျွန်တော်ကွေးလေပိုင်းကတော့မဆူ Graven Back McAllister တို့ရဲ့ဇုံတွဲကတော်တော်လေးကိုအဆင်ပြေတယ်မှာဒါပေမဲ့ Cardiff ချုံကပဲဒီနေရာမှာဒါကျွန်တော်တို့ box ဖြစ်သွားအောင်ရအောင်လုပ်နေတဲ့ဆိုတဲ့သဘောမှာဖြစ်သွားပေါ့ဆိုအဲ့ဒီနေရာမှာဒါ EUB နဲ့ Robinson ကသူ့ရဲ့ natural position ပဲဒါကျွန်တော်ထူးထူးဆန်းဆန်းလောက်သွားတာမဟုတ်ဒါ overlap ကိုပဲဆွတ်ပြေးတာဒါ EUB ပြေးတယ် Robinson ပြေးတယ် EUB ပြေးတယ် Robinson ပြေးတယ်ဒါပေမဲ့ပြဿနာကဟို တော်တော်လေးကိုဒါကျွန်တော်တို့လီဗာပူးရဲ့ဒီနေ့ပွဲစဉ်ရဲ့ခံစက်ကတော်တော်လေးအားတယ်ဒါပေမဲ့ဒီနေ့ပွဲစဉ်မှာဂူတမကာလေဟာလည်းဒီနေ့ပွဲသားကျွန်တော်မြင်မှုသမျှကာလေဟာလီဗာပူးအင်ဂျင်နဲ့ပွဲစဉ်မှာအញ្ញံဆုံးပွဲစဉ်တစ်ပွဲလို့တော့ပြောလို့ရမယ့်တဲမှာပါပါတယ်လီဗာပူးအသင်းနဲ့ဒီနေ့ပွဲစဉ်ကတော့ဒါရှယ်ရှယ်လေးဂိမ်းကိုကိလို့သွားတာနောက်တန်းကနေပြီးတော့ဂိမ်းကိုကိလို့သွားတယ်လို့ပဲကျွန်တော်အနေနဲ့ပုတ်ကူရရမြင်မိတယ်တစ်ဖက်ကတော့ဖူဟန်ကတော့ကောင်းလွန်ခဲ့တယ်ဒီနေ့ပွဲစဉ်မှာဂူတမအစားတိုက်ဆက်မှုအဆုံးတစ်သင်းလုံးမကောင်းတဲ့ကစားသမားမရှိတလောက်ကိုကောင်းတယ်ဒါကျွန်တော်လက်ရှိမှာဒါစပါးမှာတစ်ချိန်လုံးကျိုးနေခဲ့တဲ့ကစားသမားတွေအခုလက်ရှိမှာပွဲစဉ်တွေဂိုးတွင်းလာခဲ့တယ်ဒါတစ် ဖက်က EUB ကလက်ရှိမှာ Arsenal သူ့ရဲ့အသင်းဟောင်းကိုတော့တစ်ဖက်တစ်လမ်းနဲ့ရအောင်ကန်တင်ခဲ့တယ်။ဒါကြောင့်ဒီပုံမှာအဖြေကတော့ရှင်းနေပြီ။ကျွန်တော်တို့ဒါ Arsenal ကစားသမားဟောင်းနေအနေနဲ့ဒါကျွန်တော် Arsenal ကိုသူတို့အနေနဲ့တတ်နိုင်တဲ့ဘက်ကနေပြီးတော့ကူညီပေးသွားခဲ့တယ်တွေ့ရမယ်။ Liverpool တင်းတဲ့ဒီနေ့ပုံစံမှာပြောရမယ်ဆိုရင်ရှေ့တန်းနဲ့နောက်တန်း နှစ်နှစ်ခုလောက်တာကျွန်တော်တော်တော်လေးကိုအားနေတယ်မှာပါအားရတယ်ဆိုလို့ဗျာ Graven Bat နဲ့ Magalister ရှိတယ် Graven Bat နေဒီနေ့ပုံစံမှာဒါမဆိုးဘူး Magalister နေဒီနေ့ပုံစံမှာမဆိုးဘူးဒါပေမဲ့ကောင်းသားဆိုတဲ့အဲ့လောက်ကြီးလည်းကောင်းမနေတော့တသိန်းလုံးနေထိုင်ခုနပြောဆို Corner Bradley ဝင်မှပဲပွဲကလုံးဝ changes ဖြစ်သွားပြီးတော်တော်လေးကိုကောင်းသွားခဲ့တယ်လို့မြင်တယ်အဲ့ Liverpool တင်းနေတာကျွန်တော်တို့ကံကောင်းစွာနဲ့ပဲခုလက်ရှိမှာရှိတဲ့ဖလားတွေအကုန်ထွက်ထားရတဲ့ကြောင့်လာမဲ့ဂျားရဲတယ်မှာလဲဘာပွဲမှမရှိတဲ့အတွက်ကြောင့်တော်တော်လေးကိုခံပါသွားတယ်လို့မြင်တဲ့တယ်မှာပါတယ်အဲ့တော့ Liverpool တင်းနေခုလက်ရှိမှာဒါ tight set ပိုင်းကတော်တော်လေးကိုတဖြည်းနဲ့တဖြည်းတော်တော်လေးကိုဒီ delay လေးဖြစ်လာတယ်တော်တော်လေးကို number ဆင်းလာခဲ့တယ်။တစ်ဖက်ကဒီနေ့ပုံစံမှာ Robin Sain လို့အုပ်စုဒါကျွန်တော်တို့ပြောရမယ်ဆိုရင်တော့ဆက်ဆန်ညွန်တို့အုပ်စုကောင်းလွတ်လွတ်နိုင်သွားတယ်လို့ပဲပြောပြရစေ။ဒီနေ့ပုံစံမှာ Fuhan ကအနိုင်၃ပိုင်းနဲ့ထိုက်တန်ခဲ့တယ်။ Liverpool တင်းကဒီနေ့ပုံစံမှာကျင်းနဲ့ Tight Sick ကခံစစ်ကပြောစရာကြီးအများကြီးနဲ့ပြောပြောရင်းနဲ့ပဲကျွန်တော်တော့ကွန်ပြူပါအောင်ဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ TV4 ကြီးတို့မှာကျင်းလို့ဆိုပေါအောင်ကူညီလို့ရပါတယ်။များများလေးလေးကလစ်ဖို့မမေ့ကြပါနဲ့ဗျအောက်က comment တွေမှာလည်း youth sport media 3.0နဲ့ db4u ရဲ့လင့်လေးတွေကိုထည့်ပေးထားကြကြောက်မဆော့ကူညီပေးလို့ရပါတယ် ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လုပ်ပြီးကျွန်တော် အားပေးလို့ရပါတယ်။မြန်မြန်လေးလေး clip ဖို့မမေ့ကြပါနဲ့ဗျ။ညံ့ညံ့ clip မှာမြန်မြန်နိုင်မှာဖြစ်ပါတယ်။အားလုံးမကြိုးတူပါနဲ့။ကောင်းမွန်တော်နေနေဖြစ်ပါစုမုံကောင်းတောင်းပြီးနေပြီ။ကျွန်တော်ငလင်းတန်းကိုကူညီပေးနေတဲ့လူတွေတယောက်ချင်းတန်းကိုလည်းအများကြီးအများကြီးကြိုးတူပါလို့ပြောချင်ပါတယ်။အားလုံးမကြိုးတူပါနဲ့။ကောင်းမွန်တော်နေနေဖြစ်ပါစုမုံကောင်းတောင်းပြီးနေပြီ။ကျွန်တော်တို့နောက်မှ A စစ်စစ်တွေ့ကြတာပေါ့။ဒီဖော်ပါဗျ။